ကျွန်တော်တို့နောက်ဆက်နေဆိုတမိုင်းဝင်တော့မယ့်အိမ်ပေါ်သွားတက်ကြည့်ရအောင်လားဒါအရင်ခေတ်တုန်းကစောက်တာတဲ့အိမ်တွေကွာနော်ကျွန်တော်တို့တစ် frame နဲ့ကိုအုပ်တင်ထားတယ်ဒါအခုနောက်ပိုင်းခေတ်တွေမှာမတွေ့ရတော့ဘူးဒါပေမဲ့သူခြေထောက်တွေကြီးလိုက်ဒီအုပ်တင်ဖို့အတွက်ကခြေထောက်တွေအများကြီးပဲနော်အမှတ်လေးဇွဲကမင်းလန်ကျွန်တော်တို့မျက်နှာစာပေ100အနောက်ကို184ပေ190 gram ဖြစ်ပါတယ်ပတ်စံရှိလားပတ်စံရှိတယ်ဆိုလို့ရှိရင်3,3500ခေါ်ရပါတယ် ျွန်တော်နိုင်ကြည့်မယ်ဒီတော့ကခြံနေထားဒီတောင်းနေရှို့လိုက်ခြံနောက်တော့မမြင်ရသေးဘူးဒါလေးကကျွန်တော်တို့ရှာရှာပါပါဘောနော်ကိုအနေနဲ့ပတ်စံအရန်ရှိတယ်ဆိုလို့ရှိရင်ဒီကောင်လေးကဝယ်တဲ့နေ့ထင်မှာပါတယ်ကိုလည်းပတ်စံရှင်ဒီလိုမျိုးနေရမျိုးမှာနေချင်တယ်ဗျာခြံကြကြဝန်းဝန်းဇေနီကြောင်းနီအထက်ကလေးနဲ့အရန်နီးတယ်နောက်ပြီးတော့ကျွန်တော်တို့ယုံနေကတ်တွေနဲ့လည်းနီးတယ်နောက်ပြီးတော့ကျွန်တော်တို့ ပြောင်ယူဈေးနဲ့လည်းနှီးတယ်အကောင်လုံးနှီးတယ်ဗျာကန်နာယာနဲ့လည်းနှီးတယ်ဒီတော့ကဒီလိုမျိုးနေရမျိုးကနှစ်ခုမရှိဘူးဗျာဒီလိုမျိုးလဲခင်မမြုပ်တဲ့နေရာညီရမ်းမှန်ခဲ့တဲ့နေရာနှစ်ခုမရှိဒီတော့ကျွန်တော်တို့ channel လိုက်ကြည့် ကဲချန်နေထားကို show ဩတခုရှိတယ်ကျွန်တော်တို့ဖမ်းမှာပတ်စံရှိရလူများကြီးရှိပါတယ်အထူးသဖြင့်မူဆလင်တွေပေါ့နော်မူဆလင်တွေကကြိုင်နေပြီဒါပေမဲ့ဝယ်လို့မရလို့မဝယ်ဖြစ်ခဲ့ဘူးပေါ့နော်ဒီတော့ကတစ်ချက်လာကြည့်လိုက်ကဲဒီဘက်ချမ်းမှာဆိုလို့ရှိရင်ပိတရာကြီးကို show ဗျာနော်ဒါကကျွန်တော်တို့190 gram ြောမှဆိုလို့ရှိရင်ဗျာ1920လောက်ကနေချတာပြီးတဲ့ grand ပေါ့ပြောရမယ်ဆိုရင်ဗျာလွတ်လပ်ရေးတော့မရသေးဘူးဒီဒီ chain grand ကြတာเนาะမြန်မာနိုင်ငံလွတ်လပ်ရေးမကြခင်ကလေးကဒီ chain ဒီ chain က grand ကြတာလားဖြစ်ပါလေမြေပိုင်မြေတွေပေါ့เนาะအရင်ခေတ်တုန်းကအင်္ဂလိပ်အစိုးရပေးထားတဲ့မြေတွေပေါ့ဒါပြန်ဟိုအင်္ဂလိပ်အရာရှိကြီးတွေတော့ချတာပြီးနဲ့မြေဖြစ်ပါတယ်။အမိုင်းကောင်းနဲ့ရှင်ပြီးတော့ခံနာခဲ့တဲ့ အစိုးရပိုင်မြင်လေးတွေပေါ့နော်။ Okay ဒီတော့ကဒီမှာပတ်ဝန်းကျင်ကိုမဲကြည့်လိုက်ရှင်းရှင်းဝေးပြောရမလို့။ဘောင်းမန်စုကန်ကြကြပဲ။မျက်နှာစာ ပေတရာအနောက်ကို184ပဲ။ကျွန်တော်တို့ဒီမှာရုံးငားထားပါတယ်။ကျွန်တော်တို့ NGO တွေအရန်ကြိုက်နိုင်ငံသားတွေအရန်ကြိုက်ဒီနေရာက ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ခေတ်ကာလအနေထားအရာရောင်းရတာနည်းနည်းလေးခက်နေတာတခုပဲခက်ကောင်းနေဆိုလို့ရှိရင်ဒီနေရာကခြိုက်တဲ့လူအရန်များတယ်နိုင်ငံသားတွေလည်းကြိုက်တယ်မြို့ထဲမှာကွာတင်ရန်ကုန်မှာဆိုရွှေတောင်ကြားလို့ပဲနော်မြို့ထဲမှာခန့်ခန့်နာနာကြီးနဲ့ချန်ချဂျိန်နဲ့နေချင်းလူတွေအရန်အဆင်ပြေနေတာဖြစ်ပါတယ်အခုလက်ရှိငားရတာကငားသိန်းခွဲနဲ့ငားရတာဖြစ်ပါတယ်ဒီလိုမျိုးအုတ်ညက်တက်သားအိမ်လေးကိုငားသိန်းခွဲနဲ့ငားရတာဖြစ်ပါတယ်မအိမ်အနေထားကြည့်လိုက်ဒါအရင်ခေတ်တုန်းကစောက်တာတဲ့အိမ်တွေကွာနော် ကျွန်တော်တို့တက် frame နဲ့ကို အုပ်တင်ထားတယ်ဒါအခုနောက်ပိုင်းခေတ်တွေမှာမတွေ့ရတော့ဘူးဒါပေမဲ့သူခြေထောက်တွေကြီးလိုက်ဒီအုပ်တင်ဖို့အတွက်ကခြေထောက်တွေအများကြီးပဲเนาะ foundation တွေပေါ့ငါငါလင်းတဲ့ခံရတဲ့ကာလမှာတစ်သားအိမ်နဲ့နေအဆင်ပြေနော်ဒါအိမ်နောက်ဖေးအိမ်နောက်ဖေးမှာရေတွင်းတစ်စင်းရှိတယ်ပြီးပင်စားပင်းတွေလည်းအများကြီးပဲနော်အပင်စုံရှိတယ် မအိမ်နောက်ပြေးနေတာဘလုံးပတ်ချလိုက်ကြည့်မကြီးစီးလေးပါရှိမယ်ခုပြေးနေအောင်ဆို၃၀တိုက်နေပါရှိနေပြီနော်မျိုးကကျင်းလာတော့အထက်မြင့်နေများလာပြီဒါအိမ်နောက်ပြေးနေထားလေးဖြစ်ပါတယ်အိမ်ကတော့ဟိုလွန်ခဲ့တဲ့ဟိုအင်္ဂလိပ်ခေတ်ကတည်းကစောက်ထားတဲ့အိမ်ပေါ့နော်အဲ့ဒါကိုပြန်လဲပြီးတော့ moment ထားတာဖြစ်ပါတယ် နောက်၄နှစ်ဆိုရင်ဒီအိမ်ကရှင်းဟောင်းအိမ်ဖြစ်ပြီဒီဒီအိမ်အောင်တစ်ချက်ရတယ်အိမ်ကြီးကတော်တော်ကျယ်ဒီပေတရာပေတရာ80ချန်အနေထားမှာအိမ်အနေထားကတော်တော်ကျယ်တဲ့အနေထားမှာရှိတယ်နေတည်းတည်းဝင်သွားလိုက် ီတော့ကကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီခြံလေးကိုပေါ့နော်အိမ်နောက်ကနေအိမ်ရှိအောက်ထဲကိုပြန်ပြီးထွက်လာတာဖြစ်ပါတယ်ကျဲကြီးပဲအုတ်တိုင်းပပတ်လေသေချာခတ်ပြီးသားမျက်နှာစာအုတ်တိုင်းခြံရဲ့ဘယ်ဘက်အုတ်တိုင်းခြံရဲ့အနောက်ဘက်အုတ်တိုင်းဒီခြံရဲ့ညာဘက်မှာဆိုလို့ရှိရင်ဒီခြံနှိမ့်စကားနဲ့ကာထားတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးရှေ့ဟောင်းအိမ်လေးလုံးမအပူရမယ် chúng tôi nấu xe này số tám mươi năm mới em bỏ có tới chi nhiêu nè à chín điểm luôn này thì chúng ta lâu lâu này là ờ ok 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 ta tới chi mà nè đó mấy đi hả vừa vừa mới đi chi đâu အဲ့အနေထားလေးချက်လောက်ကြည့်မယ်နော်ဒီမှာဆိုလို့ရှိရင်အေးအခန်းကြီးအများကြီးပဲကွာဒီမှာလည်းအခန်းရှိတယ်နော်ချက်လောက်ဖွင့်ပြလိုက်အိုးဖစ်အော်ဖစ်လောက်ထားတာနော်ခန်းကြီးနေထားတယ်ဒီမှာလည်းအခန်းဒီမှာလည်းမိချင်းလို့မိချင်းလို့ခန်းကျေးပဲ ။အိုးတော်မိုက်တယ်။မိချင်းဟိုထားမထိုင်လက်ထိုင်လက်ရတော့အာစီနဲ့အာစီထိုင်လက်ဒါကချင်းကချင်းခင်အောင်မပါရှိသေးလား။အေးထိုင်လက်ထရှိအောင်မမီးဆက်ရှိမယ်နော် နောက်ပြီးတော့အိမ်မှာဒီမျိုးလှီကားဖြုတ်လိုက်ပြီအပေါင်းတစ်ပေါက်ထပ်ရှိမယ်ဒါလေးကအိမ်လေးကိုပြပေးတာမလည်းနောက်ထပ်မီတင်ရုံးတစ်ခုထပ်ရှိသေးတယ်အဲစတိုရုံးကနော်ဟေး तू ကအုံညက်တာတော်တော်မိုက်တယ်နော်ရှိတယ်မတက်တာ frame ပေါ်မှာအုံညက်တာတော့ကွာဒါပေမဲ့တက်တာခြေထောက်တွေကလည်းအများကြီးပဲအုပ်အရှိမှလာနေခြေထောက်ခေါက်ရဲ့ မတော်ဘူးလားဒီတော့ငါငါတို့အိမ်ဆိုင်โอเคဒါကအိမ်အနေထားလေးကိုရိုက်ပြတာပေါ့နော်အဖွဲ့ကြီးလိုဂိုတွေပါပါမှာဆိုလို့သင်္ချာတော့မရိုက်ပြတော့အိမ်လေးကတော်တော်မိုက်နေမယ်ဆိုလည်းအဆင်ပြေကဲဒီတော့ညီကုံလေးညီကုံလေးပါနေချောရအောင် ဘလို့မြင်လဲဒါကကျွန်တော်တို့ပေါ့နော်အမှတ်လေးကျွန်တော်တို့ဇွဲကပင်လမ်းဇွဲကပင်လမ်းမှဆိုသည်မြေတစ်ခွက်ကဒီ40 60တစ်ခွက်ကသိန်း2000နဲ့ရောင်းမယ်ဆိုရင်ဝယ်မယ်လို့အဆင်သင့်ရှိပါတယ်ဒီတော့မျက်နှာစာတရားအနောက်184ပဲကိုယ်အနေနဲ့ဒီကောင်လေးကိုအလုံးအရင်နဲ့ဝယ်နိုင်တယ်ဆိုလို့ရှိရင်အကွက်ပြန်ချမယ်ဆိုလို့ရှိရင်မျက်နှာစာက2500 3000ခေါ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးတစ်ခုမှရှိပါတယ် ဒါပေမဲ့ဗျာဒီလိုမျိုးမျိုးတွေကအရန်ရှားလာပြီအကွက်ချတယ်ဆိုတာထက်လုံဝပတ်စံရှိတဲ့လူတရားဒီနားမှာလုံဝခံခံနာနာဟဲ့ဟဲ့ဟန်ဟန်နဲ့နေမယ်ခြံဝင်းကြက်ကြက်နေမယ်တက်ရှူဝါတယ်မြို့ထဲမှာသဘာဝရဲ့အရာဆောင်ပြေဝခံစားလို့ရတယ်အပင်ကြီးတွေလည်းအများကြီးကြံ့သေးတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာဒီခြံလေးကမိတ်ဆွေတို့အနေနဲ့တော်တော်လေးကိုလိုချင်တယ်ဗျာပတ်စံရှိရင်လိုချင်တယ်ကျွန်တော်လည်းလိုချင်တယ်လူတိုင်းလိုချင်တယ် နော်အဲ့လိုမျိုးနေထားလေဖြစ်ပါတယ်ချန်ဂျီယာဝင်းချင်းချင်းနေမယ်မြို့ထဲမှာနေမယ်တော်တော်လေးအဆင်ပြေပါတယ်ဒီတော့လူမျိုးအိမ်အနေထားနဲ့မိတ်ဆွေတို့အနေနဲ့ညနေစာပေတရားအနောက်184ဘေးသိန်း13000 3500ခေါ်ဈေးဖြစ်ပါတယ်ညှိနှိုင်းဈေးဖြစ်ပါတယ်ပိုင်ရှင်ဓာတ်ရိုက်စိတ်ကြိုက်ညှိနှိုင်းလို့ရတဲ့အနေထားလေးတစ်ခုမှရှိပါတယ်ဒီတော့ဒီအိမ်လေးကိုစိတ်ဝင်စားရဲဆိုလို့ရှင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39956633112ကိုခေါ်ဆိုပြီးတော့ပိုင်ရှင်နဲ့တိုက်ရိုက်စကားတော်ပြောကြရအောင်